ဒီလိုနဲ့ညနေခင်းမှာတော့မောင်ဆန်ဟာပစ္စည်းဥစ္စာအများပြားကိုကြည့်ရင်းအံပွဲတစ်တုံးကိုဂုံယူစွာကင်ထားခဲ့တယ်။သူ့ဘက်ဝင်းကျင်မှာတံပိုးရှိတဲ့ပစ္စည်းတွေရှိနေပေမဲ့မောင်ဆန်ရဲ့စိတ်ထဲမှာမတင်းတိမ်နိုင်သေးပါဘူး။သူကရွာမှာအချမ်းသာဆုံးအပြင်တိုင်းပြည်ထဲမှာပါအချမ်းသာဆုံးဖြစ်ခြင်းနဲ့ဆန္ဒကပိုကြီးလာခဲ့ပါတယ်။အဲ့တော့မှသူ့အနေနဲ့လေယာထုံရက်ပြီးစိုက်ပျိုးသီးနှံတွေလှုပ်เสียမလို့တော့ဘူးလို့တွေးနေကြတာပါ။မောင်ဆန်ကအံ့ဖွယ်တစ်တုံးကြီးငါ့ကိုရွှေတွေငွေတွေအများကြီးနဲ့တခြားစီစိမ်ဥစ္စာတွေအများကြီးပေးပါ ငါဒီနိုင်ငံမှာအချမ်းသာဆုံးနဲ့အကြွေဝဆုံးဖြစ်ချင်နေမောင်ဆန်ရဲ့စကားဆုံးတော့အံပွဲတစ်တုံးဟာတုံခါသွားပြီးအိမ်ကြီးထဲမှာအမီရောင်အလင်းနှန်းတွေနဲ့အတူလှုပ်ဝက်စမ်းကြယ်တဲ့အတန်တစ်ခုထွက်ပေါ်လာခဲ့ပါတယ်အတန်ကမောင်ဆန်မင်းကလောဘကြီးတဲ့သူပဲမင်းရဲ့ဆန္ဒတွေကတစ်ခေတ်ကြီးပိုကြီးလာပြီမင်းရဲ့စိတ်ကရောအခုဖြူစင်သေးရဲ့လားမောင်ဆန်ကအဲ့ဒီလိုကြားလိုက်ရပေမယ့်စီးစိမ်ဥစ္စာတွေကိုတော့အာယုံရောက်နေတာကြောင့်ဘာမှခယူးမဆိုင်ခဲ့ပါဘူး ဒီလိုနဲ့အတန်ကပြောက်ွယ်သွားပြီးမျက်စိတမိတ်အတွင်းမှာပဲအိမ်ကြီးတဲကိုရတနာတွေစုပြုံရောက်လာခဲ့ပါတယ်။မောင်ဆန်ကအခုငါ့မှာအရာအလုံးရှိပြီးငါလေယာမြေထောင်ချီကိုဝယ်ပြီးလဲလုတော့မယ်။ကုန်တင်သင်းမတွေဝယ်ပြီးရွာရဲ့ချောင်းမှာလှည့်ပတ်စီတော့မယ်။ဒါမှဘယ်သူမှငါ့ကိုရောငါ့အမိကိုရောမစော့ကားနိုင်တော့ဘူး။အဲ့ဒီနောက်မှာတော့မောင်ဆန်ဟာအိမ်အလုပ်တွေကိုကိုယ်တိုင်မလုပ်တော့ဘဲအလုပ်သမားတွေငှားကစိန်ခံပြီးနေထိုင်ခဲ့ပါတယ် ရွာသားအချို့ကတော့မောင်ဆန့်ကိုမနာလိုတဲ့မျက်လုံးတွေနဲ့ကြည့်တယ်လို့တချို့ကလည်းသူ့ရဲ့ပြောင်းလဲသွားတဲ့အပြုအမူတွေကိုခေါင်းခါရန်ကြတာပေါ့ရွာသားတဦးက"အိုးငါမောင်ဆန့်ကိုတကယ်ပဲစိတ်ပြတ်တယ်။ကောင်းတဲ့လူတစ်ယောက်ကနေကိုကျိုးရှာတဲ့လူဖြစ်သွားပြီ။ငွေတွေကိုဆွဲလန်းပြီးတခြားလူတစ်ယောက်လိုပြောင်းလဲသွားပြီကွာ။အရင်လိုမဟုတ်တော့ဘူး။ဒီလိုနဲ့နှစ်ပေါင်းများစွာကြာပြီးတဲ့နောက်မှာတော့အဲ့ဒီနှစ်မှာပဲအရင်နှစ်တွေကတက်ပိုးပြီးမိုးခေါင်ခဲ့တယ်။ချောင်းတွေမြစ်တွေမှာရေတွေခန်းချောက်လာခဲ့တယ်လို့လေကွင်းတွေထဲလည်းချောက်သွေးလာခဲ့တယ်။ ပန်ဝင်းကျင်ရွာကလူတွေဟာမိုးခေါမူတံကနေရှောင်ရှားဖို့ရေချိုတောက်ရရတဲ့ရွာကြီးစီရွှေပြောင်းလာခဲ့ကြတယ်။အဲ့ဒီချိန်မှာမောင်ဆန်ဟာချမ်းသာတဲ့တတိကြီးဖြစ်လာတဲ့နောက်စိတ်ကောင်းဝင်ပြီးလူတချို့ကိုကူညီတယ်ဆိုတဲ့ဇာတ်ကားရွာသားတွေစီတဆင်းကနေတဆင်းကောလာဟလာတွေပြန့်နှံ့လာခဲ့တယ်။ဒါကိုကြားလိုက်ရတဲ့အဖွားအိုတယောက်ကတော့ဒုက္ခရောက်နေတဲ့အချိန်ကေတင်ရှင်ပေါ်ပြီးဆိုတဲ့အတန်နဲ့မျက်လုံးတွေကချက်ချင်းတောက်ပလာခဲ့တာပေါ့ ဲ့ဒီအဖွားအိုဟာလွန်ခဲ့တဲ့နှစ်ပေါင်းများစွာကမောင်ဆန်တယောက်တည်းတိုးထဲမှာလမ်းပြောက်ရင်းထွေးဆုံခဲ့ဘူးတဲ့သူပါအဲ့ဒီချိန်တုန်းကမောင်ဆန်ဟာဆင်းရဲတဲ့ကလေးငယ်တယောက်ဖြစ်ခဲ့တာအပြင်ငမ်းမို့ဆာလောင်နေတာကြောင့်အဖွားအိုကသူ့ကိုကူညီပြီးအိမ်ကြီးပြန်ပို့ပေးခဲ့ပါတယ်အဖွားအိုကအိုးမောင်ဆန်မင်းကတကယ်ကိုမဟုတ်တာပဲအဲ့ဒီတုန်းကတော့မင်းကျေးဇူးမမေ့ဘူးလို့ပြောပြီးအခုချမ်းသာလာတဲ့တတိဖြစ်နေပြီပဲဘာလို့ငါ့ကိုလာမကူညီရတာလဲအဲ့ဒီနောက်မှာတော့သူကမောင်ဆန်းရဲ့ချမ်းသာမှုကိုကြားသိပြီး ကူညီပေးလိုက်မယ်ဆိုတဲ့မျှော်လင့်ချက်နဲ့မောင်ဆန်းကိုရှာဖို့ထွက်လာခဲ့ပါတယ်။ဒီလိုနဲ့သူတို့အိမ်ရှိကိုရောက်တော့မောင်ဆန်းတယောက်သူ့ရဲ့ဇိမ်ခန်းအိမ်ကြီးရှိမှာထိုင်နေတာကိုတွေ့လိုက်ရပါတယ်။အဖွားအုပ်ကတားလေးငါ့ကိုမှတ်မိလား။မင်းကလေးဘဝတုန်းကတော်ရင်မှလမ်းပြောက်နေတော့ငါမင်းကိုကူညီခဲ့ဘူးတဲ့လေ။ပြီးတော့ငါမင်းကိုအိမ်ပြန်ပို့ပေးခဲ့တယ်။မောင်ဆန်းကတကြောင်တက်တာထိုင်နေရင်းနဲ့သူ့ကိုကူညီခဲ့ဘူးတဲ့အဖွားအုပ်ကိုစိတ်အနှောက်အယှက်ဖြစ်တဲ့မျက်လုံးတွေနဲ့ကြည့်လိုက်ပါတယ်။ ောင်ဆန်းရဲ့မျက်နာကဘယ်သူမှန်းမသိတဲ့အဖွားအုပ်ကိုသူ့အိမ်ရှိမှရက်နေတာမြင်ရလို့မကျေနပ်တဲ့အရေးရောင်တွေကိုပြနေတာပုံဒီအဖွားအုပ်ကသူ့စီကနေအကူအညီတောင်းမှုလာတာသိကြတယ်လို့တွင်းနေမိပါတယ်။မောင်ဆန်းကဒီမှာအဖွားအဖွားကဘယ်သူလဲကျွန်တော်အဖွားကိုမသိဘူးခိုးယူဖို့လာတာများလားပြီးတော့အဖွားကဘယ်သူလဲဆိုတာကျွန်တော်မမှတ်မိဘူးအဖွားအုပ်က"အိုးမင်းငါ့ကိုမမှတ်မိတော့ဘူးလားသားလေး"မင်းတော်ထဲမှာလမ်းပြောင်းနေတော့ငါမင်းကိုကူညီခဲ့ဘူးတယ်လေ။ထမင်းနဲ့ရေတောင်ပေးခဲ့ဘူးတယ်။ မောင်ဆန်ကဒီမှာဒီလိုစင်းရဲသားတွေကကျေးဇူးတင်စကားပြောပြီးဒီလိုမျိုးပြောတတ်ကြတာပဲကျုပ်ခမ ्या ကိုမသိဘူးပြီးတော့ပတ်စံနဲ့ရွှေလာတောင်းဖို့ပုံမြင်တွေမဖန်တီးပါနဲ့ကျုပ်ခမ ्या ကိုပေးစရာဘာမှမရှိဘူးအဖွားအိုကမောင်ဆန်ရဲ့ရိုင်းဆိုင်တဲ့စကားတွေကိုကြားလိုက်ရတော့တော်တော်လေးစိတ်ထိကြိုက်သွားခဲ့ရတာပေါ့အဖွားအိုကဒါလီမင်းကတကယ်ကို ပြောင်းလဲသွားပြီပဲမင်းရဲ့စိတ်နှလုံးကလောဘတွေနဲ့ပြည့်နေပြီတနာကျင်နာမှုမရှိတော့ဘူးပြီးတော့မင်းကိုကူညီခဲ့တဲ့သူကိုလည်းခြေစူးမသိဘူး အဖွားအိုဟာအဲ့ဒီလိုပြောပြီးတာနဲ့မောင်ဆန်းရဲ့အိမ်ရှိကနေလှည့်ထွက်သွားခဲ့ပါတယ်။အဖွားကိုထွက်သွားပြီးတဲ့နောက်မှာတော့မောင်ဆန်းကဘာကုံမစိတ်ဝင်စားတော့ပဲလောကကြီးကိုကန်ဆောင်တင်ထားတဲ့သူတယောက်လိုပြုမှုနေခဲ့တာပေါ့။တကယ်တမ်းမောင်ဆန်းကသူ့အဖို့ကျေးဇူးရှိခဲ့မှုတဲ့အဖွားအိုကိုခူညီဖို့ညင်လိုက်တာဟာသူကိုယ်တိုင်ကံကြမ္မာရဲ့အရှိန်မဲတဲ့ကိုတွန်းပို့လိုက်တယ်ဆိုတာမသိခဲ့ပါဘူး။မောင်ဆန်းက"အိုးသူတို့လိုညစ်ပတ်တဲ့စင်ရဲသားတွေကငါနဲ့တခြားစီပဲ။အခုငါချမ်းသာနေပြီ။" အဲ့လိုစင်းရဲသားတွေနဲ့ပတ်သက်နေဖို့မလိုဘူးမောင်ဆန်ဟာမာနတွေကြီးစိုးနေပြီးအရင်တုန်းကသူ့ရဲ့အောက်ခြေဘဝဟာတာမန်ရွာသားတွေနဲ့ဘာမှမခြားနားခဲ့ဘူးဆိုတာမိသွားခဲ့တယ်။ဒါကြောင့်မောင်ဆန်ရဲ့မိခင်ကလည်းသူ့သားရဲ့ပြောင်းလဲမှုကိုကြည်ပြီးကြီးမားခန်းထားတဲ့အိမ်မာနေနေရပေမဲ့သူ့စိတ်နှလုံးကဝမ်းနည်းနေခဲ့တာပေါ့။မိခင်ကမောင်ဆန်သားရဲ့စည်းစိမ်ဥစ္စာနဲ့ချမ်းသာနေနိုင်တယ်။ဒါပေမဲ့သားရဲ့စိတ်နှလုံးမှာတနာကျင်နာမှုကင်းမဲ့နေရင် ကဟာဘသူထက်မစိုးပို့ပြီးဆင်းရဲတဲ့သူဖြစ်သွားလိမ့်မယ်။မောင်ဆန်ကအမေဘာမှမပြောပါနဲ့။ဒီခေတ်မှာကောင်းတဲ့လူတွေအလွယ်တကူအတိုက်ခိုက်ခံရနိုင်တယ်။ညံကောင်းတဲ့လူကကိုကိုကိုကာကွယ်တက်ဖို့သိရတယ်အမေ။အခုလုံနေတာတွေအားလုံးကကျွန်တော်တို့နှစ်ယောက်ကောင်းဖို့အတွက်ကြီးပဲ။အမေကဘာရီစိတ်ပူနေတာလဲ။မောင်ဆန်ဟာသူ့မိရဲ့သတိပေးစကားကိုနည်းနည်းလေးမှနားမထောင်ခဲ့ပါဘူး။အံဖွဲတစ်တုံးရဲ့စွမ်းအားနဲ့တိဆောက်ခဲ့တဲ့ချမ်းသာမှုဘဝကိုသာလောဘစိတ်တွေနဲ့ဆက်ပြီးနေထိုင်နေခဲ့ပါတယ် ဒီလိုနဲ့တနေ့မှာတော့မျော်လင့်မထားတဲ့အဖြစ်အပျက်တစ်ခုဖြစ်လာခဲ့ပါတယ်။မောင်ဆန်အလေးထားဆုံးဖြစ်တဲ့သူ့ရဲ့မိခင်ဟာရုတ်တရက်ကြီးနာမကျန်းဖြစ်လာခဲ့တာပါ။ချောင်းဆိုးတန်တဟွတ်ဟွတ်နဲ့အသက်ရှူမဝတော့သလိုဘာမှစားကျင်စိတ်လည်းမရှိတော့ပါဘူး။နောက်ဆုံးမှာတော့အင်အားချိနေကသတိမိလဲကျသွားတဲ့အခါမှာမောင်ဆန်လည်းထိတ်လန့်သွားပြီးဘာလို့ရမှမသိတော့ပါဘူး။မောင်ဆန်ကအံ့ဖွယ်တစ်တုံးကြီးငါမင်းကိုနောက်တစ်ကြိမ်စူတောင်းမယ်။ငါရဲ့မိခင်ပြန်ကျန်းမှာပါစေ။ငါအားလုံးကိုလဲလှယ်ဖို့စံနာရှိတယ်။ ငါမိခင်ကျမ်းမာပြီးပုံမှန်ပြန်ဖြစ်ဖို့ပဲငါဆန္ဒရှိတယ်။မောင်ဆန်းဟာအံ့ဖွဲ့တစ်တုံးကိုဘလောက်ပဲစူတောင်းပေမဲ့တစ်တုံးဟာတုံ့ပြန်မှုမရှိပဲမှိန်နေခဲ့ပါတယ်။ဒါကြောင့်မောင်ဆန်းဟာမျက်ရည်တွေစီးချလာပြီးကြောက်ရွံ့မှုနဲ့အတူအံ့ဖွဲ့တစ်တုံးကိုတင်းတင်းဆုပ်ကိုင်ထားရင်းရေရွနေခဲ့မိပါတယ်။မောင်ဆန်းဟာငါတောင်းမှန်ပါတယ်။ငါမင်းကိုမှားယွင်းစွာသုံးမိတယ်။ဒါပေမဲ့ငါရဲ့မိခင်ကိုကူညီပါအဲ့ဒီအချိန်သူရဲ့မိခင်ဟာအင်အားမရှိပဲအိရာတဲ့လဲနေပြီးအသက်ရှူဖို့ခွန်အားတောင်မရှိတော့ပါဘူး။ ဒါပေမဲ့အချိန်တွေကုန်ဆုံးသွားခဲ့ပေမဲ့အံကွယ်တစ်တုံးဟာအရင်လိုပဲတုံ့ပြန်မှုမရှိသေးပါဘူး။မောင်ဆန်ကဘာလို့လဲ။ဘာလို့ငါ့ကိုမကူညီတော့တာလဲ။အံကွယ်တစ်တုံးရဲ့တုံ့ပြန်မှုမရှိတဲ့အခါမောင်ဆန်တယောက်သူ့လုပ်ခဲ့တဲ့အရာတွေကိုပြန်တွေးလိုက်မိပါတယ်။ဂျေဇူးရှိတဲ့အဖွားအုပ်ကိုမောင်းထုတ်ခဲ့တာ။ရွာသားတွေကိုမုံတီးပြီးနှင်းချေခဲ့တာ။လောဘနဲ့အံကွယ်တစ်တုံးကိုသုံးခဲ့တာစတာတွေကိုပေါ့။ဒီတော့မှမောင်ဆန်ဟာနောင်တတရားတွေရသွားပြီးတော့သူ့ရဲ့စိတ်နှလုံးဟာလည်းတုန်လှုပ်လာခဲ့တယ်။မောင်ဆန်က ငါမှာအရာအားလုံးရှိပေမဲ့ငါချစ်ရတဲ့သူဟာဆင်းရဲဒုက္ခခံစားနေရပြီးမကြခင်ငါ့ကိုဆွန့်ခွာသွားတော့မှာပါလားအဲ့ဒီချိန်မှာမောင်ဆန်ဟာလွန်ခဲ့တဲ့နှစ်ပေါင်းများစွာကသူနဲ့တွေ့ဆုံခဲ့တဲ့အဖိုးအိုရဲ့တတိပိစကားကိုပြန်တွေးလိုက်မိပါတယ်တကယ်တမ်းအပွဲတဲ့တုံးဟာသူ့ကိုဒီနေ့အထိချမ်းသာအောင်တွန်းပြန်ခဲ့တာဟာသူ့ရဲ့စိတ်နှလုံးသားဖြူစင်နေသေးလို့ပါ ဒါပေမဲ့အခုတော့သူကိုယ်တိုင်ကလောဘမာမာနတွေနဲ့တခြားသူတွေကိုမထီမဲ့မြင်လုပ်ခဲ့တာကြောင့်အံပွဲတီတုံးရဲ့စွမ်းအားပျောက်ွယ်သွားရတာပဲလို့နားလည်သွားခဲ့ပါပြီ။ဒါကြောင့်နောက်တနည်းမနက်မှာတော့မောင်ဆန်ဟာမော်ကြွားခြင်းမရှိဘဲတာမန်အဝတ်အစားတွေပဲဝတ်ဆင်ပြီးအံပွဲတီတုံးကိုဂိုင်ကအိမ်ကနေတောအုပ်ထိထွက်လာခဲ့ပါတယ်။ဒီလိုနဲ့တောအုပ်နာကိုရောက်တော့အံပွဲတီတုံးကိုပေးခဲ့တဲ့အဖိုးအိုကိုတွေ့လို့တွေ့ညာရှာနေခဲ့ပေမဲ့အရေးအယံတောင်မရှိခဲ့ပါဘူး။မောင်ဆန်က အဖိုးရင်တကယ်လို့အဖိုးဒီနေရာမှာရှိနေသေးရင်ကျွန်တော်ကိုခွင့်လွှတ်ပေးပါအောင်ပြီးတော့ကျွန်တော်မှန်ကန်တဲ့အရာကိုလုပ်ဖို့အခွင့်ရေးရပါစေမောင်ဆန်းရဲ့ဝမ်းနဲ့နေတဲ့အတန်ဟာတောအုပ်အတွင်းရဲ့တိတ်ဆိတ်မှုကြောင့်မှပိတ်တင်ထပ်နေခဲ့ပါတယ်အဲ့ဒီချိန်မှာရုတ်တရက်ဆိုသလိုသူရှာနေတဲ့အဖိုးအိုကအနားကိုလမ်းလျှောက်လာနေတာမြင်လိုက်ရတော့ဝမ်းသာသွားခဲ့တာပေါ့အဖိုးအိုကမင်းခွင့်လွှတ်မှုကိုလိုချင်ရင်လက်ခံပြီးမင်းရဲ့မဟုတ်တဲ့အရာတွေကိုပြန်ပေးဆက်ခြင်းနဲ့စတင်ပါအဲ့ဒီအခါ ဒီအံပွဲတစ်တုံးဟာညဉ့်ညံတဲ့စိတ်နှလုံးရဲ့ဆန္ဒတွေကို ဖြည့်ဆည်းပေးဖို့ထားရှိတာမဟုတ်ဘူးဆိုတာမင်းနားလေပြီလားမောင်ဆန်ကကျွန်တော်မှားပါတယ်ကျွန်တော်စီးစိမ်ဥစ္စာတွေကိုဆွဲလန်းပြီးအရေးကြီးဆုံးအရာကိုမိလျော့ခဲ့တယ်ကျွန်တော်တခြားသူတွေကိုထိခိုက်စေခဲ့တယ်အမေကိုထိခိုက်စေတဲ့အပြင်ကိုကိုကိုတော်ဖြတ်စည်းခဲ့မိတယ်အဖိုးအိုကအင်းမင်းနောက်နိုင်ရပြီဆိုရင်တော့မင်းကိုနောက်ဆုံးအချိန်ထပ်ပြီးဆူတောင်းခွင့်ပေးမယ်မင်းရဲ့မိခင်ပြန်ချမ်းပါပြီးပုံမှန်အတိုင်းပြန်ဖြစ်လာစေရမယ် မောင်ဆန်ကအဲ့ဒီလိုကြားလိုက်ရတဲ့အခါမှာမျော်လင့်ချက်နဲ့ခေါင်းမော့ကြည့်ရင်မျက်လုံးအိမ်တွေကလည်းဝမ်းသာအားရနဲ့တောက်ပနေခဲ့ပါတယ်။အဲ့ဒီအချိန်အဖိုးအိုကသူ့ရဲ့ဇာတ်ကားကိုဆက်ပြီးပြောလာခဲ့ပါတယ်။အဖိုးအိုကဒါပေမဲ့မင်းစုတောင်းခဲ့တဲ့အရာအားလုံးနဲ့လဲလှယ်ရမယ်။ကြီးမားခန်းထားတဲ့အိမ်ရွှေငွေတွေအများကြီးမင်းလဲလို့ဖို့အတွက်ဝယ်ထားတဲ့လက်ရမြေ ထောင်ချီတွေအဲ့ဒါတွေအလုံးတစ်ခုချင်းစီပျောက်ကွယ်သွားလိမ့်မယ်။မင်းဟာအရင်ကလိုစင်းရဲတဲ့တာမန်လူတစ်ယောက်ပဲပြန်ဖြစ်လာလိမ့်မယ်။ ဒီတခါမောင်ဆန်လေးအံပွဲတစ်တုံးကိုကြည့်နေရင်ပြက်စီးနေတဲ့အိမ်လေးထဲမှာသူတို့သားမီးနှစ်ယောက်အတူတကွနေခဲ့ရတဲ့နေရက်တွေကိုသတိရသွားခဲ့ပါတယ်။အဲ့ဒီချိန်တုန်းကရွှေငွေတွေမရှိပေမဲ့သူတို့ရဲ့စိတ်နှလုံးကနှွေးထွေးပြီးချစ်ချင်းမြတ်တာတွေနဲ့ပြည့်နေခဲ့ပါတယ်။အဲ့ဒီနောက်မောင်ဆန်ဟာမျက်ရည်တွေစီးကျလာရင်အခုလိုပြောလိုက်ပါတယ်။မောင်ဆန်ကကျွန်တော်လက်ခံပါတယ်။အရာအားလုံးကိုလဲလှယ်ဖို့ကျွန်တော်လက်ခံပါတယ်။ကျွန်တော်မိခင် ကျမ်းမာပြီးပုံမှန်အတိုင်းပြန်ဖြစ်ဖို့နဲ့ဘဝတစ်ကိုစတင်ဖို့ကျွန်တော်ဝမ်းမြောက်ဝမ်းသာရှိပါတယ် ကျွန်တော်ကိုကူညီပါအောင်အဖိုးအဲ့ဒီအခါမှာအဖိုးကကျင်းနဲ့စွာပြုံးပြီးမောင်ဆန့်စီကအံ့ဖွယ်တစ်တုံးကိုယူလိုက်တဲ့အချိန်ချက်ချင်းဆိုတလို့ရွှေရောင်အလင်းတန်းမှိန်မှိန်လေးထွက်ပေါ်လာခဲ့ပါတယ်အဲ့ဒီနောက်သူကတောအုပ်ထဲမှာမဟုတ်တော့ဘဲပြက်စီးလူနေပါဖြစ်နေတဲ့သူ့ရဲ့အိတ်အဟောင်းလေးထဲမှာရောက်နေတာကိုတွေ့လိုက်ရပါတယ်ဒါပြင်သူ့ရဲ့မိခင်ကလည်းဘေးနားမှာထိုင်ပြီးနူးညံ့စွာပြုံးပြနေကြတာပါဒီချိန်မှာတော့အံ့ဖွယ်တစ်တုံးကနေဖန်ဆင်းယူထားတဲ့ကြီးမားတဲ့အိမ်ကြီးတွေ စီစိမ်ဥစ္စာတွေဘာတစ်ခုမှမရှိတော့ဘဲရိုးရှင်းတဲ့ဘဝလေးသာရှိပါတော့တယ်။ဒါပေမဲ့ဒီဘဝလေးကချစ်ချင်းညက်တာ၊နှွေးထွေးမှုတွေနဲ့လောကမှာဘာနဲ့မှဝယ်လို့မရနိုင်တဲ့သင်ငန်းစာတွေပြည့်နေခဲ့ပါတယ်။မောင်ဆန်းရဲ့စိတ်ထဲမှာတကယ်ပျော်ရွှင်မှုဟာခြေနဲ့တက်တဲ့စိမ်၊ကျေးဇူးတည်တဲ့ချင်း၊တိမ်မွေခြင်းတို့မှရှိတယ်ဆိုတာကိုခံစားလိုက်ရပါပြီ။ပစ္စည်းဥစ္စာချမ်းသာမှုကခဏတာပျော်ရွှင်မှုကိုဖန်တီးပေးနိုင်ပေမယ့်ရောင်ရဲတင်းတိမ်တက်တဲ့စိတ်နဲ့ ကျေးဇူးတည်တတ်ခြင်းတနာကျင်နာခြင်းတို့ကသာလူသားတွေအတွက်တကယ်ပျော်ရွှင်မှုကိုဖန်တီးပေးနိုင်တာပဲဖြစ်ပါတယ်